မင်္ဂလာရှိဆောင်းလင်း channel မှာကြိုးဆိုပါရရှင်ဒီနေ့ရဲ့နောက်ဆုံးရသတင်းထူးတွေကိုကျမရဲ့ channel မှာ review လုပ်ပြီးပြန်လည်တင်ဆက်ပေးပါမယ်။ဘာသတင်းတွေထူးလဲဆိုတာနားထောင်ကြည့်ရအောင်နော်။အဲကြားခိုက်ဖွံ့ဖြိုးရေးပါတီကိုတော့တော်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 ပြောရင်တော့စစ်တပ်ကိုစားပြုတဲ့ပါတီပေါ့နော်။အဲကျွန်တော်တို့ရစကားနဲ့ပြောမယ်ဆိုလို့ရှင်တော့ကကွယ်ဦးစီးချုပ်ရဲ့ကပိုက်ဆောင်ပါတီလို့ပြောလို့လည်းရပါတယ်။နော်ဘောင်းမီပွဲကပတ်တော့ကပတ်အိတ်ပါတီလို့လည်းပြောလို့ရပါတယ်။ နော်ဒါမှမဟုတ်ရင်လည်းအဲကာကွယ်ဥစည်းချုပ်နိုးသက်ခံဆိုတဲ့ပါတီလို့ပြောရင်လည်းရပါတယ်ဒါဘယ်လိုပဲပြောပြောပေါ့နော်ဆိုတော့ဒါမှမဟုတ်ရင်လည်းတုံးတဲ့ပုံမှာမူတည်ပြီးလက်ကိုက်တော့ပါတီလို့ပြောလည်းရပါတယ်ဒါတော့နော်ဘယ်လိုပဲပြောပြောပြောလို့ရပါတယ်ဒါကသူကကျွန်တော်တို့နိုင်ငံရေးပါတီတွေရဲ့သဘောတဘာဝနဲ့မီဒီယာတွေမှာရေးတဲ့စကားတော့အတုံးလုံးနဲ့ပြောရင်တော့သူကအင်္ဂလိပ်ဆိုလို့ဆိုရင်တော့ military proxy party ပေါ့လေစစ်တပ်ကိုစားပြုတဲ့ပါတီလို့ဒီလိုပဲပြောရမှာပါဟုတ်ကဲ့ အကျွန်တော်ကသမိုင်းကြောင်းလေးနေနဲ့ကောက်ချင်နေဆရာ1988လူလူအောင်ကြွားမှုကြောင့်ပြုတ်ကျသွားတဲ့မြမဆိုရှယ်လစ်လမ်းစဉ်ပါတီဟာမဆလာပါတီပေါ့နော်ဒိုင်းနာစီလုံးညီညွတ်ရေးပါတီတဆညာဆိုပြီးတော့နာမည်ပြောင်းလိုက်ပင်မလဲ1990ရွေးကောက်ပွဲမှာ NLD ကိုခွက်ခွက်လန် ရှုံးခဲ့တာကိုအဲ့ဒီအချိန်ကစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးတန်းရွှေကသင်္ကန်းစာယူပြီးတော့အဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုစွဲတယ် ။ပြီးတော့2010ရွေးကောက်ပွဲဝင်ဖို့မူလကလူမှုရေးအသင်းဖြစ်ဖွဲ့ထားတဲ့ဒီကြံ့ခိုင်ရေးဟိုပါတီအဖြစ်အသွင်ပြောင်းပြီးတော့အခုစစ်ဘုံချုပ်တွေလိုက်လုံနေကြတယ်လို့မျိုးပဲ uniform ချွတ်ပါတီတဲဝင်ရွေးကောက်ပွဲကတဆင်လွတ်တော်အမတ်လုတ်ခဲကြတယ်ပေါ့ဆရာရေနော်။အဲဆရာကဦးသိန်းစိန်လက်ထက်ကြံ့ခိုင်ရေးပါတီခေါင်းဆောင်မှုနဲ့နီးစပ်ခဲ့တော့အဲ့ဒီချိန်သကောင်းရန်အာနာသိမ့်ဝဲဆိုပြီးဖြစ်ခဲ့ရတာဟာပါတီတွင်ခေါင်းဆောင်မှုတိုက်ပွဲလားဆရာ ဒီဖြတ်တရားကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့သဘောတဘာဝကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအတော်ရေးကြီးတဲ့ဖြစ်ရလို့ပြောလို့ရပါတယ်အဲ့နော်တနည်းပြောလို့ရှိရင်ကျွန်တော်တို့နိုင်ငံရေးပါတီတွေကိုပြောကြတဲ့အခါကျတော့ဒါစစ်တပ်လိုလားတဲ့ပါတီစစ်တပ်ကိုစားပြုတဲ့ပါတီဒီလိုအသုံးလုံးနှစ်ခုရှိပါတယ်ဆိုတော့ခုနပြောတဲ့ဖြစ်ရကလည်းဒီကောင်ကစဉ်းနစ်မှုဟာကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့သဘောတဘာဝပေါ့အထူးသဖြင့်2008ဖွဲ့စည်းပုံထဲမှာဘလို့အနေထားအသွားမလဲဆိုတာကို အဆုံးဖြတ်ပေးခဲ့တယ်လို့ပြောလို့ရပါတယ်။နောက်ကျွန်တော်တို့မေးခွန်းတစ်ခုထုတ်ဖို့ရှိတာကစစ်တပ်ကနေနိုင်ငံရေးပါတီတစ်ခုကိုဒီလိုစီးလို့စီးနင်းလို့ရသလားဆိုတာလေဖွဲ့စည်းပုံဥပဒေတောင်းတာရောကျွန်တော်တို့ဥပဒေရေးရာတောင်းတာအဖွဲ့စည်းတစ်ခုကိုစီးနင်းတာဒါကျွန်တော်အရက်သဘောကတော့သူတို့အချင်းချင်းဖြစ်တယ်လို့ကျွန်တော်တို့ဒီလိုပြောလို့ရတာပေါ့နော်။ဒါပေမဲ့နိုင်ငံတိုင်းကနိုင်ငံရေးပါတီစစ်တပ်နော်အုပ်ချုပ်တဲ့အစိုးရ ဒီလို institution တွေနဲ့ဖွဲ့ထားတဲ့အခါမှာဘယ်ဥပဒေတော့အောက်ကနေဒီလိုစီးနှင်းမှုကတရားဝင်တာလဲဘယ်ဖွဲ့စည်းပုံဥပဒေရဒီလိုစီးနှင်းပိုင်ခွင့်ရှိတာလဲဘယ်ဥပဒေရစစ်တပ်ကနိုင်ငံရေးပါတီတခုကိုဒီလိုစီးနှင်းပိုင်ခွင့်ရှိတာလဲဒါမင်းကွန်းထုတ်စရာလေးရှိတယ်ဒီဟာတော်တော်ရေးကြည့်တယ်ဘာလို့လဲဆိုဒီအချက်ပေါ်မှာမူတည်ပြီးဥပဒေစိုးမိုးမှုနဲ့ဒီလိုမျိုးမြုံလာမှုဆရာကိစ္စတွေဟာလာပြီးစကားပြောမှာအဲ့တော့ဒါကဘုရားပြနေတာကနော် စစ်တပ်ကအာဏာရှိနေတုန်းပဲဆိုတဲ့ဟာကိုပြတယ်မရင်ရမှုတွေကိုချိန်ထိုးပြလိုက်တယ်ဒါကဘယ်ပေါ်မှာသွားထိခိုက်လဲဆိုတော့ဖွံ့ဖြိုးတိုးတက်မှုပေါ်မှာပါဘူဝါဒတွေပေါ်မှာထိနိုင်ငံခြားရင်းနှီးနှုံးနှံမှုတွေထိဒါတွားပြီးထိခိုက်နေတယ်နော်အဲ့တော့ခုနကပြောသလိုကျွန်တော်ခုနကစောစောကပြောထားခဲ့သလိုပဲဒါကကပိုက်ဆောင်ပါတီဖြစ်တယ်လို့ဆိုတာပြောရတာလေတခြားကြောင့်မဟုတ်ဘူးကကွေးဦးစီးချုပ်ကသူ တခိုင်ပူပြိုးပါတီကိုစီးနင်းရင်တက်ပြီးစီးနင်းလို့ရတယ်ခေါင်းဆောင်မှုကိုဖျောက်ပြလိုက်လို့ရတယ်ပြီးရင်ခေါင်းဆောင်မှုကိုခန့်ထားလို့ရတယ်ဒါကဥသိဆိုင်အစိုးရလက်ထက်မှာတဲကဒါကျွန်တော်တို့ဖြစ်ခဲ့တာပေါ့မကြခင်ကလည်းเนาะထပ်ပြီးတော့စစ်တပ်ကနေလူတွေကိုပို့လိုက်တယ်တခိုင်ပူပြိုးပါတီထဲမှာခေါင်းဆောင်တွေထည့်တယ်ဒါအမတ်တွေကိုထည့်လာမယ်ဆိုတော့ဒီတခိုင်ပူပြိုးပါတီဝင်တွေအနေနဲ့ပေါ့เนาะတချို့ကရိုးရိုးသားသားနိုင်ငံရေးယုံကြည်လို့ဖြစ်ခြင်းဖြစ်မယ် လုံနေကြတဲ့လူတွေလည်းပါမယ်တချို့ကအခွင့်အရေးယူခြင်းတဲ့လူတွေလည်းပါမယ်ပေါ့လေနော်ဒါကနိုင်ငံရေးပါတီတရအနေနဲ့တော်တော်စဉ်းစားဖို့ကောင်းတယ်အဲ့တော့သူလိုလိုထုတ်သုံးနေတဲ့ဖြစ်စဉ်တစ်ခုပေါ့နော်ဒီဖြစ်စဉ်တစ်ခုရှိနေသည်냐နော်မြန်မာနိုင်ငံရေးရဲ့ရွေးကောက်ပွဲဆိုတဲ့ဂုံသိက္ခာနော်ရှင်ပြိုင်နိုင်မှုဆိုတဲ့ဂုံသိက္ခာဒါတွေအကုန်လုံးကိုတိကျနေမှာပဲ ဒါကြောင့်မို့ကျွန်တော်တို့စောစောကသုံးလုံးကိုကျွန်တော်တို့ပြန်ကြည့်ပြန်ပြောလို့ရှိရင်เนาะကျွန်တော်တို့ဒီစစ်တပ်လိုလာတဲ့ပါတီနဲ့စစ်တပ်ကိုစားပြုတဲ့ကပိုက်ဆောင်ပါတီနဲ့ဒါမှမတူဘူးသဘောတဘာဝတွေ啊เนาะဥမာစစ်တပ်လိုလာတဲ့ပါတီတွေဆိုတာများတော့အပြင် conservative party လို့ပြောတဲ့အမျိုးသားရေးပါတီတွေကမျိုးသားရေးကိုဒါဥထိတ်တင်ပြီးပြောကြတဲ့ပါတီတွေကဒါစစ်တပ်လိုလာတဲ့ပါတီတွေဖြစ်တယ်။ဒါပေမဲ့သူကစစ်တပ်ရဲ့တံပိုးထားမှုတွေကို နဲ့ပါတီရဲ့တာမိုးထားမှုဟာပြဝေရှယ်ထားတာတော့ဖြစ်ချင်ဖြစ်မယ်နော်စစ်တပ်ကိုစားပြုပါတီကြတော့အဲ့လိုမဟုတ်တော့ဘူးစစ်တပ်ရဲ့အာဏာပိုင်ဆိုရေးအတွက်ကရိယာတစ်ခုအနေနဲ့လက်နက်တစ်ခုအနေနဲ့လက်ကైဒုတ်တစ်ခုအနေနဲ့သူကတုံးပြတဲ့ပါတီဖြစ်တယ်ဒီပါတီတစ်ခုရဲ့သဘောတော်ကမတူနော်အဲ့တော့ပါတီကကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသလားလို့ပြောလို့ရှိရင်စစ်တပ်လိုလားတဲ့ပါတီတွေမှာနော်ခေါင်းဆောင်မှု နော်လုံပိုင်ခွင့်ရရလဲသူကဆုံးဖြတ်တယ်သူတို့ဒီပါတီကောင်းဆောင်တွေကဆုံးဖြတ်ကြတယ်နော်စစ်တပ်ရဲ့ကပိုက်ဆောင်ပါတီကြတော့အဲ့လိုမဟုတ်တော့ဘူးကောင်းဝေးဦးစီးချုပ်ကဆုံးဖြတ်တယ်သူကဝင်လောက်တယ်သူမကြိုက်ဘူးဆိုရင်အဲ့ဒီကောင်းဆောင်မှုကိုဖြုတ်ပြစ်လိုက်တယ်နော်ဒါကခုနကိုရဲနီမေးတဲ့ဒကောင်ရစင်းနေမှုမှဖြစ်ခဲ့တဲ့ကိစ္စဒါကကျန်းမာရေးပါတီကနော်ဥွှေမန်းကခုနပြောတဲ့စစ်တပ်လိုလားတဲ့ပါတီကပိုက်ဆောင်ပါတီကနေစစ်တပ်လိုလားတဲ့ပါတီဖြစ်နေအရွေးဖြစ်အောင်သူစူးစမ်းနေတယ်လို့ ကျွန်တော်ကတော့အဲ့လိုတုတ်တက်ချင်တယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီခွန်းဟာနဲ့ပြတ်သွားတယ်။အဲ့တော့ကိုပိုင်ဆုံးဖြတ်လုပ်ပိုင်ပိုင်ခွင့်နဲ့လည်းကျွန်တော်တို့ပါတီတွေကိုကြီးလို့ရတယ်။ပြီးရင်ခေါင်းဆောင်မှုကိုကြီးမယ်။ခေါင်းဆောင်မှုမှာဆိုလို့ရှိရင်လည်းအဲကျွန်တော်တို့ဒီကြက်ခိုင်ဖို့ပြောရေးပါတီမှာဒါစစ်ဘုံချုပ်ဟောင်းနေတော့ပါခြင်းပါမယ်။ဒါပေမဲ့သူတို့အရက်သားဖြစ်သွားပြီ။အရက်သားခေါင်းဆောင်မှုသူတို့ကိုပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ကိုကကြတော့မဟုတ်တော့ဘူး။သူကဘောင်းမီချွတ်ပြီးသူကပို့လိုက်တယ်။အရက်သားတော့ဖြစ်သွားတယ်။ဒါပေမဲ့လာတဲ့နေရာက ါတီလိုင်းကလာတာတဲ့မဟုတ်တော့ဘူးပါတီဖွဲ့စည်းပုံကလာတာမဟုတ်တော့ဘူးသူပို့လိုက်လို့လာတဲ့ဟာဖြစ်သွားတယ်။ဒါဥရှိမန်းလည်းပို့တော့ပို့လာပဲ။အဲ့တော့ခုနပြောနေတဲ့ဟာတခုဟာ USDP ပါတီကိုကြည့်လိုက်ရင်ဒါဒွေရော့ရှက်တင်ဖြစ်နေတယ်အထူးသဖြင့်စစ်တပ်ရဲ့ဩဇာအခေါင်းဆောင်မှုပေါ်မှာလည်းလွှမ်းနေတယ်လို့ဒါပြောလို့ရတယ်နော်အဲ့တော့နိုင်ငံရေးအဖြစ်ပြောမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဒီမိုကရေစီဆိုစနစ်ဒါမှမဟုတ်ဗမာပြည်ကတော့ဒီမိုကရေစီစနစ်မဟုတ် သိဘူးပေါ့နော်ရွေးကောက်ပွဲစနစ်ရှိတယ်ဒီရွေးကောက်ပွဲစနစ်ထဲမှာစစ်တပ်လိုလားတဲ့ပါတီကနိုင်ငံရေးပါတီတရားအနေနဲ့သူကဝင်ပြီးပြိုင်တယ်နော်သဘောလက္ခဏာကကပိုက်ဆောင်ပါတီကြတော့စစ်တပ်ကသူအာဏာစုပ်ကိုင်ဖို့နိုင်ငံရေးအနေနဲ့ဒီပါတီကိုတုံးလိုက်တာနော်အဲ့တော့ကျွန်တော်တို့ဒေလိုပါတီတွေကအဲကျွန်တော်တို့ဘဝပြည်မမဟုတ်တခြားနိုင်ငံတွေမှာလည်းဖြစ်ခဲ့တယ်ဥပမာအင်ဒိုနီးရှားဂေါကာပါတီမျိုးကဒါစူကာစူဝါတိုရဲ့ကပိုက်ဆောင်ပါတီပဲနော်ကျွန်တော်တို့အခုထိုင်းမှာရှိတဲ့ အဲ PPRP တို့နော် People's Reform Party တို့ကလည်းဒါကပိုက်ဆောင်စစ်တပ်တပ်နဲ့ကပိုက်ဆောင်ပါတီတွေနဲ့ထုတ်ထားတဲ့ပါတီတွေပဲဟုတ်နော်နော်အမှစင်ကာပူကအခုအာဏာရပါတီနော် People's Action Party တို့ပါလို့ဆိုလို့ရှိရင်လည်းဒါကစစ်တပ်လိုလားတဲ့ပါတီလို့ပြောလို့ရတယ်ဒါပေမဲ့ခွန်တာလိုကပိုက်ဆောင်ပါတီတော့သူကမဟုတ်ဘူးနော်မလေးမှာဆိုရင်ဒါ UMNO ပါတီကလည်းစစ်တပ်လိုလားတဲ့ပါတီလို့ပြောလို့ရတယ်ဆိုတော့ဒီသဘောသဘာဝလေးတွေကမတူဘူးဒါကြောင့်မို့ဒီ USDP ပါတီကိုအကဲဖြတ်ရလို့ရှိရင် ကပိုက်ဆောင်ပါတီလို့ကျွန်တော်ကဒါပြောရတာဖြစ်တယ်